ဒီရှင်မရှင်များအားလုံးမင်္ဂလာပါရှင်။ဒါမဲ့16ရက်5လ25ပေါ့နော်။မနေ့ပြန်9ချိန်မြောက်ပေါ့နော်။ခြေကနားထွက်တော့မယ်နော်9ချိန်မြောက်အတွက်ဒီကနေ့ကတော့ဒဲဆိုင်တစ်ဆိုင်ကိုကြပြပြသွားမယ်နော်။ဒါဆိုလို့ရှိရင်ခုထိတ်စည်းလေးကိုအရင်ဦးဆုံးလိုက်ပြီးတော့ကြည့်ပေးပါနော်။ဒီမှာရှိတာနှစ်ဒီမှာရှိတာရှစ်ဒီမှာရှိတာ၃ပေါ့နော်။နှစ်ရှစ်၃၃လုံးပေါင်းပါမယ်။ နှစ်ရှစ်ပေါင်းတော့၃ည၃ညနဲ့၃နဲ့ပေါင်းတော့ပေါင်းခြင်း၃ဆိုပြီးတော့ရထားတယ်เนาะဒါဆိုဆက်သွားမယ်ဒီက3နဲ့ခွန်ပေါ့เนาะအဲ့တော့ခွန်နဲ့နဲ့နဲ့ပေါင်းတော့9 9ရဲ့3ရဲ့ပေါင်းတော့ပေါင်းခြင်းက2 3ပြီးတော့2ဆိုတော့အောက်ကိုဆင်းရင်သူကတပွင့်ရောက်ပါတယ်เนาะ ါဆိုလို့ရှိရင်အခုရမယ့်ပင်က8ထိပ်စီးတစ်လုံးပေါ့နော်၃လုံးပေါင်းမယ်ဆိုရင်ပေါင်းခြင်း၃ပေါင်းခြင်း2ဆိုတော့2ကိုတက်လျှော့တော့ပေါင်းခြင်းက1ဖြစ်ပါမယ်နော်အဲ့တော့ပေါင်းခြင်းက1ဖြစ်ခြင်းနဲ့ဆိုတဲ့အတွက်ကြောင့်ဒီမှာရှိတယ်ခွန်ရရှိရနှလုံးပေါင်းတော့ပေါင်းခြင်းက9နောက်တစ်လုံးနဲ့ပေါင်းရင်တက်ဆိုတဲ့အကြောင်း6ထည့်မယ်နော်အဲ့တော့ခွန်ရရှိရပေါင်းတော့9ရဲ့6ရဲ့ပေါင်းတော့ဒီမှာလိုချင်တဲ့ပေါင်းခြင်းတက်ဆိုတာပို့ရလာပြီနော် ါဆိုရင်ညီမတို့က6ဆိုပြီးတော့6ထိပ်စီတစ်လုံးထွက်လာပြီเนาะ6ပါဒါဆိုရင်ကိုဒီဘက်မှာအလဲတိုင်းကိုဆက်ပြီးတော့သွားမယ်เนาะအဲ့တော့6သုံးနှလုံးပေါင်းတော့9 9ရဲ့8ရဲ့ပေါင်းတော့ပေါင်းခြင်းက9ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะဒါဆိုရင်ဒီကဆက်သွားမယ်ဒီမှာအဲဘောပဲလေးနဲ့အရာခွဲပြီးတော့ပြလိုက်မယ်เนาะဒီမှာ6ခွန်နဲ့6ခွန်ပေါင်းတော့9 9နဲ့ပေါင်းတော့ပေါင်းခြင်းက9ဆိုပြီးတော့ရထားတယ်เนาะ ။ဒါဆိုလို့ရှင်ကိုဆက်သွားပါမယ်။ဒီမှာရှိတဲ့ခွန်နှစ်ပေါင်းတော့ကို60ပေါင်းတော့ခွန်ပေါင်းချင်းခွန်ပေါင်းချင်းခွန်ပေါင်းချင်းခွန်ဖြစ်တဲ့အကြောင်းမလို့ဒီမှာလာမယ်နှလုံးရဲ့ဒီမှာလာမယ်အလဲတန်းတစ်လုံးရဲ့သုံးလုံးပေါင်းမယ်ဆိုရင်သူလည်းခွန်နှစ်ပဲဖြစ်ကြမှာနော်။အဲ့ဆိုရင်ပေါင်းကြည့်အောင်နော်ရှစ်ရှစ်ပေါင်းတော့6နဲ့တလုံးနဲ့ပေါင်းရင်ခွန်ဆွဲတကြောင်တက်တယ်မယ်နော်အဲ့တော့ရှစ်ရှစ်ပေါင်းတော့6 6ရဲ့တရဲ့ပေါင်းတော့ပေါင်းချင်းကခွန်လို့ဆိုတာကိုရလာပြီနော်ဒါဆိုရင်အခုဆက်သွားပါမယ်ဒီမှာရှိတာ 3ခွန်၈3ပေါင်းတော့တတရဲ့ခွန်ရဲ့ပေါင်းတော့ပေါင်းခြင်းက၈ဆိုပြီးတော့ရတာเนาะဒါဆိုရင်ဒီကဆက်ပြီးတော့သွားပါမယ်เนาะခွန်နဲ့ရှစ်ခွန်နဲ့ပေါင်းတော့ကို6ရှစ်ပေါင်းတော့ပေါင်းခြင်းကခွန်10ပြီးတော့ခွန်ဆိုတော့သူကတဝင်းရောသွားတယ်เนาะဒါဆိုရင်ဒီက6ခွန်ပြီးရင်ဒီမှာရှိတဲ့ခွန်10 အပိတ်တလုံးဆိုရင်ပေါင်းခြင်း6ဖြစ်ပါမယ်နော်ဒါဆိုလို့ရှိရင်ခွန်ရ၈ရပေါင်းတော့ပေါင်းခြင်းက9နောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတဲ့အကြောင်းတက်တယ်မယ်ခွန်၈ပေါင်းတော့9တဲ့ပေါင်းတော့ပေါင်းခြင်းက6ဆိုတာကိုရလာပြီနော် ါဆိုရင်တော့ဒီဘက်ကစားရမယ်ကနန်လေးပေါ့เนาะစားရမယ်ကနန်လေးတက်ခွာထွက်လာပြီเนาะ 3D ပါလာမယ်မနှက်ပြန်ပေါ့เนาะ16ရက်9လ25 9ချိန်မြောက်မှာထည့်ကစားရမယ်ကနန်လေးတက်ခွာကတော့6ထိပ်စီတက်အလယ်တန်းတက်အပိ6တက်တက်ဆိုပြီးတော့နောက်ပိုးလေးနဲ့ဒေတာကွာထပ်ပြီးတော့ရှာတွေ့ထားပါတယ်เนาะညီမချန်နယ်တော့ရှင်းပါခြင်းဖြစ်ပါတယ်ကိုလိုမတော်ကြတူမချန်နယ်တမဆိုလိုက်ပြီးတော့ကစားကြပါเนาะအားလုံးပဲလာမယ်ဘက်မှာအစီအပြေကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်